ချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့်ကြိုတင်သတိပြုရန်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ခြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ရန်မိုးလေဝသနှင့်ဇလဗေရညွှန်ကြားမှုဦးစီးဌာနကသတိပေးချက်ထုတ်ပြန်ထားသည့် ်မိုးစလာ၏ယနေ့မြန်မာစံတော်ချိန်ညနေ6နာရီခွဲအချိန်တိုင်းထွာချက်များအရယနေ့ဧပြီ3ရက်နေ့ညနေမှဧပြီ9ရက်အတွင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ကြောင်းအသိပေးထားသည်ထို့အပြင်ဧပြီ6ရက်နေ့မှဧပြီ17ရက်နေ့အတွင်း နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲတနင်္လာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ကြောင်းအသိပေးဖော်ပြထားသည်အဆိုပါမိုးလေဝသဖြစ်စဉ်သည်ကပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တို့မှလေနွေးများနှင့်တရုတ်ပြည်မှကြီးပေါ်ရှိ လေဖြီအားကြီးရဝန်းဒေသမှရွေလျားလာသောလေအေးများတွဲဆုံမှုကြောင့်၎င်းအရှိတ်ဘက်မှရွေရှားလာသော လေဝေလိုင်းများ၏အချိန်ကြောင့်၎င်းဖြစ်ပွားခြင်းဖြစ်သည်ဟုအတိပေးထားသည်